င်္ဂလာပါခင်ဗျာ2023ခုနှစ်စက်တင်ဘာလ2ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှသာ RF ရဲ့မြန်မာပိုင်းအစီအစဉ်ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါခင်ဗျာကျွန်တော်ကတော့ကြောင်းမထုံးပါ RF အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရုပ်မြင်သံကြားအစီအစဉ်လေးကို App Star 7 Jodu ကနေဖမ်းယူကြည့်ရှုနိုင်တော့မှာမဟုတ်ပဲ Asia Set 3 Jodu နဲ့ New Sky Jodu တွေကနေပဲဖမ်းယူကြည့်ရှုနိုင်မယ့်အကြောင်းပထမဆုံးအသိပေးကြပါမယ်ခင်ဗျာဒီကနေ့တဲ့ နောက်ဆုံးရသတင်းတွေကိုစပြီးတော့ထုတ်လွှင့်ပေးပါမယ်။သမရဦးသိန်းစိန်နဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာဒေါ်ဆန်းစုကြည်တို့ဟာဩဂုတ်လ31ရက်စနေနေ့ညနေ3:00နာရီကသမရရဲ့လေတော်ရိတ်တာအိမ်မှာတကယ်ပိတ်ဆွေးနွေးခဲ့ပါတယ်။ဒါဟာအခုနှစ်တုန်းပထမဆုံးအကြိမ်ဖြစ်နှစ်ဦးချင်းတီးသန့်တွေ့ဆုံမှုဖြစ်တယ်လို့ ဒေါ်ဆန်းစုကြည်ဟာပြည်သူ့လွှတ်တော်ဥက္ကရာဒုရဥရှင်မန်းနဲ့ပုံကိုရေးပိုနှိဆက်လာပြီးသမရဥသိန်းစိန်နဲ့ကင်းကွာလာတယ်ဆိုတဲ့ဝေဖန်ပြောဆိုချက်တွေထွက်ပေါ်ခဲ့ပြီးပထမဆုံးတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့နှစ်ဖက်စလုံးကအတည်ပြုပေမဲ့ဘယ်အကြောင်းအရာဘယ်ကိစ္စဆွေးနွေးခဲ့တယ်ဆိုတာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရောသမရအိမ်တော်ကပါတစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူးခင်ဗျာ။ပြည်တွင်းသတင်းမီဒီယာတွေရဲ့ရေးသားဖော်ပြချက်အရအခုလိုတွေ့ဆုံဆွေးနွေးရမှာလွှတ်တော်နဲ့အစိုးရအဖွဲ့ချုပ်ယူဆကွဲပြားနေမှုတွေ တိုင်းပြည်အတွင်းကြုံတွေ့နေရတဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေလေယာဉ်မြေကိစ္စနဲ့ပြုပြင်ပြောင်းလဲရေးကိစ္စတွေပါဝင်နိုင်တယ်လို့သိရပါတယ်။ဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်ဟာအစိုးရအသစ်တက်လာပြီး2012အေဘီလသမရအိမ်တော်မှာပထမဆုံးအကြိမ်နှစ်ဦးရဲ့တည်ထောင်တွေ့ဆုံခဲ့ပါတယ်။အမျိုးသားပြန်လည်တင်းမြေရေးကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်6လကြာစက်တင်ဘာလမှာနယူးယောက်မြို့သမရတဲခိုရဟိုတယ်မှာဒုတိယအကြိမ်တွေ့ဆုံခဲ့ပါတယ်။ အဲ့နောက်မိတိလာအကျန်းဖဲမှုတွေဖြစ်ပြီးဒေါ်ဆန်းစုကြည်သူတော်ဥရွှေမန်းနဲ့သမရဦးသိန်းစိန်တို့ဟာလုပ်ငန်းသဘောတွေ့ဆုံခဲ့ကြပါတယ်။ဒီတော့တော့မှလည်းမနေ့ကသမရဦးသိန်းစိန်ရဲ့လာစဉ်ရေဒီယိုမိန်ကွန်းမှာအစိုးရနဲ့လှုပ်တော်ကြအယူဆသဘောထားမတူညီရာတွေရှိတဲ့အကြောင်းဒါရီဟာဒီမိုကရေစီရဲ့သဘောတဘာဝသာဖြစ်ကြောင်းဦးသိန်းစိန်ကထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။အစိုးရဘက်ရဲ့လှုပ်ဆောင်ချက်တွေကိုဒီမိုကရေစီစနစ်ရဲ့စတုဒ္ဒမန်နယ်ကြီးဖြစ်တဲ့သတင်းမီဒီယာတွေကတဲမှတ်ပေးဖို့သမ္မတဦးသိန်းစိန်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ နေပြည်တော်လေတော်ခမ်းမမှာသမ္မတဦးသိန်းစိန်နဲ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီတို့တွေ့ဆုံဆွေးနွေးရမှာပြည်သူတွေရဲ့လူလားချက်တွေနဲ့ပတ်သက်ပြီးတော့သမ္မတကထည့်သွင်းပြောကြားခဲ့တာလို့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီရဲ့အတွင်မူဦးကျော်မင်းဆိုရ RFA ကိုပြောပါရစေ။စာနယ်ဇင်းကောင်စီယာယီကသူတို့ရဲ့လှုပ်ဆောင်ချက်တွေမီဒီယာဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနနဲ့ကွဲလွဲနေတဲ့အချက်တွေအကြောင်းသမ္မတဦးသိန်းစိန်ကိုရှင်းပြခဲ့တယ်လို့လည်းဆိုပါရစေ။ သမရဦးသိန်းစိန်ကလည်းပြန်ကြိုင်းဝင်းဌာနနဲ့စာနယ်ဇင်းကောင်စီကြားယုံကြည်မှုတိစောက်ကြဖို့တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဒုတိယသမရဒေါက်တာဆိုင်းမော်ခန်ဦးဆောင်တဲ့ပြည်တော်စုအဆင့်ငင်းချင်း ပေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့အပြစ်ခတ်ရစရေးလက်မှတ်ရေးထိုးထားတဲ့ KNU ကရင်မျိုးသား CEO RCSS SSA ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီရှမ်းပြည်တပ်မတော်စတဲ့ခေါင်းဆောင်တွေဟာပြီးခဲ့တဲ့ဩဂုတ30ရက်နေ့ကနေပြည်တော်မှာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ် ဒီအကြောင်းအပြည့်စုံကိုကျွန်တော်တို့ RFA သတင်းတော်ကုမျိုးစော်ကိုကစူးစီးတင်ပြထားပါပြီခင်ဗျာဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခမ်းဦးဆောင်တဲ့ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ KNU RCSS SSC ခေါင်းဆောင်တွေဟာနေပြည်တော်ရထားပို့ဆောင်ရေးဝန်ကြီးဌာနရုံးမှာငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးအပြန်အလှန်ဆွေးနွေးခဲ့ကြတာပါအဲ့ဒီဆွေးနွေးပွဲကိုတက်မတော်ဘက်ကဒုတိယတက်မတော်ကာဝေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်း ပြည်ထောင်စုအဆင့်ညီညာရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌတပနာယုံဝင်ကြီးဦးအောင်မင်းပြည်သူ့လွတ်တော်ကဖွဲ့စည်းထားတဲ့ပြည်တွင်းညီညာရေးကော်မတီဝင်တွေအပြင်မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂအထွေထွေအထွေမှုချုပ်မစ္စတာဘန်ကီမွန်းရဲ့အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာနမ်ဘီယာလည်းတက်ရောက်ခဲ့ပါတယ်။တနိုင်ငံလုံးအနှံ့ပြစ်ခတ်ရဆဲရေးသဘောတူညီချက်တွေရရှိဖို့အတွက်ဆိုရင်အားလုံးကစိတ်ရှည်သီးခံပြီးကတိတည်ကြဖို့လိုအပ်တယ်လို့ ီတော်စုညဉ့်ဉန်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဒေါက်တာဆိုင်းမောက်ခန်းကဆွေးနွေးပွဲမှာပြောပါတယ်။ RCSSSC အဖွဲ့ကပြောရေးဆိုခွင့်ရှိသူဘိုးမူကြီးဆိုင်းလှကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေရေးသားပြုစုထားတဲ့ညဉ့်ဉန်းရေးလုပ်ငန်းစင်မှာပါရှိတဲ့တနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ကနေနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်မဲ့ညဉ့်ဉန်းရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးပွဲမှာတင်ပြခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားဖက်ကပူပေါင်းပြီးတော့ပစ္စည်းဒါတဲ့ဖေမော့ဖော်ပေါ်ဂျီကာဒါလော့ကျွန်တော်တို့ပြင်ပြခွင့်ရရှိပါတယ်ဒီတနိုင်အားလုံးဆိုင်ရာဘာတိခရစီလုပ်ငန်းကိစ္စကိုလည်းကျွန်တော်တို့ဒီတိဆုံဆွေးနွေးပွဲမှာကျွန်တော်တို့ရဲ့ပေါ်ဆောင်လို့တဲ့ပုံမျိုးနဲ့ကျွန်တော်တို့ပြင်ပြခွင့်ရပါတယ်။ဒါအပြင်ပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့ဖြည့်ရင်းညဉ့်ဉန်းရေးကော်မတီက လွတ်တော်ကိုယ်စားလှယ်ဒေါ်တွဲဘူးကလည်းဖြည်ရင်းငင်းငင်းနဲ့ပတ်သက်ပြီးလွတ်တော်အတွင်ဆောင်ရွက်ချက်တွေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသိရှိအောင်နဲ့တိုင်းရင်းသားတွေရဲ့သဘောထားတွေကိုသိရှိနိုင်အောင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့မကြာခဏတွေ့ပေးဖို့ကိုလည်းဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန်းကိုတင်ပြခဲ့ပါတယ်။ကျွန်တော်တို့ငင်းချမ်းကြီးကိုပေါ်ဆောင်တဲ့နေရာမှာငင်းချမ်းကြီးအလုပ်ကိုလုပ်တဲ့နေရာမှာဒီပီထောင်စုထဲမှာရှိတဲ့ကျွန်တော်တိုင်းရင်းသားအားလုံးကတောင်းချင်ပါတယ်။ ဆိုရဖက်မှာတာဝန်ရှိတယ်လို့ကျွန်တော်တို့တိုင်းရင်းသားဖက်မှာလည်းတာဝန်ရှိအဲ့ဒီပြည်ရင်းငင်းငင်းရေးလမ်းပြမြေပုံမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်내တိုင်းအစိုးရတွေကြားအပြစ်ခတ်ရဲစဲရေးသဘောတူညီမှုရရှိဖို့ က်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်ထောင်စုအဆင့်တွဲဆောင်ဆွေးနွေးဖို့နဲ့လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကကိုယ်စားလှယ်တွေနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့နိုင်ငံရေးသဘောတူညီချက်တရဖော်ထုတ်ဖို့ဆိုတဲ့အဆင့်၃ဆင့်ပါဝင်ပါတယ်။လက်ရှိအချိန်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၄ဘွဲ့နဲ့အပြစ်ခတ်ရဲစဲကြီးလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက်အစိုးရကချမှတ်ထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဒုတိယအဆင့်ကိုရောက်နေပြီလို့သိရပါတယ်ခင်ဗျာ။အရပ်ဘေးတဲ့တော့ကိုမျိုးစော်ကိုတင်ပြသွားတာပါခင်ဗျာ။ ကလုသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် BJ နန်ဘီယာဟာရခိုင်ပြည်နယ်တန်တွဲမြို့ကိုဒီကနေ့မှရောက်ရှိလာပါတယ်။မစ္စတာနန်ဘီယာဟာမနေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိခဲ့ပြီးရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီခီးစင်ဟာရခိုင်တိုင်းရင်းသားတွေနဲ့မွတ်စလင်တွေအကြအပြန်လဲသစ်မြတ်ရေးကိစ္စအတွက်အဓိကလာရောက်တာဖြစ်တယ်လို့ပြည်နယ်အစိုးရဖွဲ့ရုံးမှမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမစ္စတာနန်ဘီယာကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်ရေးကိစ္စကို မြန်မာအစိုးရကသာအဓိကဖြည့်ရှင်းရမှာဖြစ်တယ်လို့လည်းမစ္စတာနမ်ဘီယာကပြောပါတယ်။မစ္စတာနမ်ဘီယာဟာမနေ့ကနေ့လယ်ပိုင်းမှာမောင်တော်မျိုးကမောရဝရီဒုက္ခသည်စခန်းနဲ့ပေါက်တော်မျိုးနယ်ကကျိန်နီပြင်ဒုက္ခသည်စခန်းတွေကိုလည်းတွားရောက်ခဲ့ပါတယ်ခင်ဗျာ။အမေရိကန်ပြည်အောင်စုမှာရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားတွေကိုစုစည်းဖို့ရည်ရွယ်ချက်နဲ့ရခိုင်အမျိုးသားညီလာခံကိုတက်နစီပြည်နယ်နက်ရှ်ဖီးမြို့မှာအော်ဂူလာ30ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီညီလာခံကိုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကရာဒေါက်တာအေးမောင်လည်းအထူးဧည့်သည်တော်ဖြစ်တက်ရောက်ခဲ့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအလားအလာတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောပြောခဲ့တယ်လို့သိရပါတယ်။ရခိုင်မျိုးသားရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက်နှစ်ရက်ကြာကျင်းပတဲ့ဒီညလာကန်ကနေအမေရိကန်နိုင်ငံလုံးဆိုင်ရာရခိုင်လူမှုအဖွဲ့အစည်း All American Arkan Society ကိုဖွဲ့စည်းလိုက်တယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာတရားမဝင်နေထိုင်သူတွေကိုဖမ်းဆီးတဲ့စီမံချက်တရကို မနေ့ကစတင်ခဲ့ရမှာမြန်မာနိုင်ငံသား200နီးပါးအဖမ်းခံရတယ်လို့သိရပါတယ်အဖမ်းခံရသူတွေထဲမှာခရီးရန်ဘာသာဝင်ချင်းတိုင်းသား100နီးပါးပါဝင်ပြီးတော့တနင်္ဂနွေနေ့ဖျားเจ้าကိုအလာမှာအဖမ်းခံရတာဖြစ်ပါတယ်ကောလာလမ်ပူမြို့ပေါ်ကနေရာ3နေရာလောက်မှာနိုင်ငံကူးလက်မှတ်တွေကိုစစ်ဆေးပြီးနောက်လက်မှတ်မပါသူတွေလက်မှတ်အတူကန်ဆောင်သူတွေကိုဖမ်းဆီးခဲ့တာလို့မျက်မြင်သက်သေတွေကပြောပါတယ်ဖမ်းဆီးခံရသူတွေထဲမှာမြန်မာနိုင်ငံသားတွေအပြင်ဘင်္ဂလားဒေ့ရှ်နဲ့နီပေါ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့ဆိုပါတယ် ကလေးတွေနဲ့မိခင်တွေကိုတော့မဖမ်းမဲနဲ့ကြံတဲ့သူတွေကိုလော်ရီကားနှစ်စီးနဲ့တင်သွားတယ်လို့ Chinlin Guardian သတင်းစင်ပါရေးသားဖော်ပြထားပါတယ်ခင်ဗျာလူခွန်ရင်းနဲ့လူကုံတိတ်ခါနယ်လက်ခီးသွားရုပ်ရှင်ပွဲတော်ကိုစက်တင်ဘာလ၁ရက်နေ့ကစပြီးတော့မန္တလေးမြို့နေပြည်တော်ဆိုင်းတန်းရုပ်ရှင်ရုံမှာပြသနေပါတယ်ဒီရုပ်ရှင်ပြပွဲကိုအခုနှစ်အတွက်ရန်ကုန်မန္တလေးမကွေးနဲ့မော်ဝါမြို့တွေမှာလှည့်လည်ပြီးအခမဲ့လိုက်လံပြသနေတာဖြစ်ပါတယ် ုံရွာမြို့နယ်မကွေးမြို့တွေမှာပြသတဲ့ပွဲတွေမှာအုပ်ချုပ်ရေးဘက်ကနှောက်ယှက်ခဲ့တာတွေရှိတယ်လို့ရှင်းသွားရရုပ်ရှင်ပွဲတော်လိုက်လံပြသနေတဲ့ဒိုက်တာမင်းတင်ကိုကိုကြီးကပြောပါတယ်ဒီနယ်လက်ရုပ်ရှင်ပွဲတော်မှာလူအခွင့်ရေးဆိုင်ရာအသိပေးပညာပေးရုပ်ရှင်ဆယ်ကားကိုပြသနေပြီးတိုင်းနယ်ပြည်နယ်ဆယ်လေးကအမျိုးကြီးဆယ်လေးမြို့မှာတွားရောက်ပြသမယ်လို့လည်းသိရပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံမှာအလုတ်လုံနေတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေအနေနဲ့အလုတ်လုံခွင့်ဗီဇာတက်တန်းတိုးတဲ့အခါမှာအရင်ထိုင်းနိုင်ငံဥပဒေမှာပြဋ္ဌာန်းထားသလို ဂျပန်နိုင်ငံကို၃နှစ်ပြန်နေရမယ့်အစားတလပဲနေပြီးထိုင်းနိုင်ငံမှာပြန်လာပြီးတော့အလုပ်လုပ်ခွင့်ပြုလိုက်ပြီလို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကမနေ့ကပြောကြားလိုက်ပါတယ်။ထိုင်းနဲ့မြန်မာအလုပ်သမားအဖွဲ့အစည်းတွေနဲ့ထိုင်းအလုပ်သမားဝန်ကြီးဌာနအတောင်အစည်းတွေတက်ရောက်တဲ့ရွှေပြောင်းအလုပ်သမားများအနာဂတ်အရေးအလုတ်ယုံဆွေးနွေးပွဲမှာထိုင်းအလုတ်သမားညွှန်ကြားမှုချုပ်ကပြောကြားခဲ့ဖြစ်ပါတယ်။ဒီဆွေးနွေးပွဲကိုထိုင်းနိုင်ငံ Smoke Second KYA ရဲ့မဟာချိုင်ဒေသမှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲမှာပဲပြီးခဲ့တဲ့နှစ်ဇူလိုင်လနဲ့ဩဂုတ်လအတွင်းက ဒီခါမှာခါပြီးခဲ့တဲ့ဇူလိုင်လနဲ့ဩဂုတ်လအတွင်းဗီဇာတက်တန်းတိုးခွင့်မရသေးတဲ့မြန်မာရှင်ပြောင်းအလို့သမားတွေရဲ့ပြဿနာတွေကိုပါထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံကလက်မှတ်ကင်ဆောင်ထားတဲ့အလို့သမားတွေအနေနဲ့ထိုင်းနိုင်ငံမှာ၄နှစ်အလို့လုခွင့်ရမယ်လို့လည်းသိရပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ကိုတိုက်ရိုက်ပြေးဆွဲတဲ့ထိုင်းနိုင်ငံကပုဂ္ဂလိကလေကြောင်းလိုင်း Knock Air လေကြောင်းခီးစဉ်ကိုမနေ့ကမော်လမြိုင်လေစိတ်မှာဖွင့်ပွဲစပြီးကျင်းပပါတယ်။ မော်လမြိုင်မဲဆောက်ခီးစဉ်ကိုဒီနေ့တစ်ချိန်ပြည့်စဲသွားမှာဖြစ်ပြီးတော့အော်တိုဘာလမှာရန်ကုန်မဲဆောက်နဲ့ရန်ကုန်ဘန်ကောက်မော်လမြိုင်ဘန်ကောက်ခီးစဉ်တွေကိုပါထိုးချဲ့သွားမယ်လို့သိရပါတယ်။မြန်မာနိုင်ငံဟာအခုနှစ်ပိုင်းတွေအတွင်းမှာထိုင်းနိုင်ငံရဲ့ခီးစွားလုပ်ငန်းတွေမှာဘူပေါင်းဆောင်ရွက်မှုတွေအများပြားလာသလိုပြီးခဲ့တဲ့အော်ဂလန်28ရက်နေ့ကလည်းမြောက်ရီတာချီလေးကော့တောင်းနဲ့ထီခီစတဲ့နယ်ဇက်ဂိတ်တွေကိုအပြည့်ဆိုင်ရာဝန်ထွက်ပေါက်တွေအဖြစ်တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါတယ်ခင်ဗျာ။ဒီတိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ကရင်တိုင်းရင်းသားတွေစုပေါင်းပြီးတော့ လန်ဒန်မြို့မှာကင်းရိုးရာယဉ်ကျေးမှုပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဩဂုတ်လ31ရက်ပြီးခဲ့တဲ့စနေနေ့ညနေပိုင်းကပြုလုပ်ခဲ့တဲ့ဒီပွဲတော်ဟာ၃နှစ်မြောက်ဖြစ်ပြီးတော့ကရင်ရိုးရာယဉ်ကျေးမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့နဲ့နိုင်ငံတကာအသိရှိဖို့အတွက်ရည်ရွယ်ကျင်းပတာလို့ဥဆောင်ကျင်းပသူတွေကပြောပါတယ်။အဲဒီပြပွဲမှာကရင်တုံးရင်ရိုးရာအကရင်နဲ့ဖြောပြခဲ့သလိုရိုးရာလက်ချီပွဲတော်အကြောင်းကိုလည်းတင်ဆက်ပြသခဲ့ကြပါတယ်။ဒါအပြင်ပြပွဲမှာကရင်ရိုးရာခြေတွေနဲ့ရိုးရာအသုံးဆောင်တွေကိုလည်းပြသရောင်းချခဲ့ပါတယ်။ ီပွဲတော်ကိုပြည်သက်80နီးပါးတက်ရောက်ပြီးကရင်ရိုးရာတာလဘောဟင်းနဲ့ညစာတက်ခင်အခန်းတွေလို့သိရပါတယ်ခင်ဗျာဒီညအတွက်သတင်းတွေရတော့ဒီလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မနေ့ပိုင်းတော်မှာပဲသတင်းဆောင်မားတွေကိုဆက်ပြီးတော့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ RFA လွတ်လပ်တဲ့အားစားတဲ့ရုပ်မြင်သံကြားအစည်းအဝေးကို မြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါတယ်ခင်ဗျာဝေဖန်အကြံပေးတာတွေကိုလည်းလေးစားစွာဖိတ်ခေါ်အပ်ပါတယ် အရပ်ဘေးမြန်မာညာစီစဉ်တွေကိုဆက်ပြီးတော့ကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြန်မာနဲ့တရုတ်နှစ်နိုင်ငံချစ်ချင်ရင်းနှီးမှုရရှိလာစေဖို့ရည်ရွယ်ချက်နဲ့တရုတ်ရေတပ်ပိုင်း Peace Arc စေယုံတင်မောဟာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့စေဝါကုသတာတွေပြုလုပ်နေပါတယ်ဒီအကြောင်း RFH သတင်းတော့ကိုကျော်ထွန်းနိုင်ငံသတင်းပေးပို့ထားပါတယ်ခင်ဗျာတရုတ်ရေတပ်ပိုင်းစေယုံတင်မောဟာဩဂုတ်လ28ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့နယ်မှာရှိတဲ့တီလဝစိတ်ကန်းကိုရောက်ရှိလာပြီး သေဝကုသမှုတွေပြုလုပ်ပေးခဲ့တာပါဒီဒီမော့ပေါ်မှာပါလာတဲ့ဆရာဝန်တွေနဲ့ဈေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေဟာဈေးရုံဒီမော့ပေါ်မှာပဲကုသပေးတာအပြင်မြမတက်မတော်သားဘွားမီးရဲ့နဲ့ကလေးယောဂအထုကုဈေးရုံတန်လင်းပြည်သူဈေးရုံနဲ့တန်လင်းလူငယ်တင်တန်းကျောင်းတွေကိုသွားရောက်ပြီးဈေးဝကုသပေးခဲ့တာပါ။ဟိုတိုင်းမှာလည်း ရှိပြီမဲ့လို့ဒီလိုလေးတနေ့တရက်ကနေကိုတန်းကြီးဟလာကိုတန်းကြီးရဲ့လူကြီးကိုလာပြီးတော့အော်ဘောကနေလာကျမ်းမာရေးဆောင်ရှောက်လုပ်ပြီးရဲ့ဆိုတော့အဲ့ဒီလိုလေးရဝင်တာအကြောင်းလို့တနေ့ကိုအပင်မခံဆောင်လို့တဲ့ဒီထဲမှာဆောင်ပြီးတော့လာသူသားမူပိုင်းရတော့အတရာအခုစေးသွားထုတ်မယ်သူစမ်းသပ်ပြီးရဲ့ဆရာဝန်ရဲ့စမ်းသပ်ချက်ကိုဆောင်ရှောက်မှုပါရဲ့ကျင်းနေပါတယ်တရုတ်သေးကူတာရေးအဖွဲ့ဟာသေးဝကူတာမှုခံယူသူတွေကို တရုတ်စေယုံသင်းဘောပေါ်မှာချက်ချင်းကုသတာမဟုတ်ဘဲတန်လင်းပြည်သူစေယုံမှာအရင်ကုသပေးပြီးမှ လိုအပ်မှသာသင်းဘောပေါ်ကစေယုံမှာကုသပေးတာပါတန်လင်းတပြေကုန်းကြီးရွာကသေဝကုသမှုလာရောက်ခံရသူတဦးကတော့ဩဂုတ်လ31ရက်နေ့မနက်3:00လောက်ကတည်းကအိမ်ရထွက်လာပြီးစောင့်ဆိုင်ခဲ့ရတာဖြစ်ကြောင်း RFA နဲ့ညနေပိုင်းတွေ့ဆုံစဉ်မှာပြောပါတယ်။အရေးရာဥက္ကဋ္ဌကနေပြီးတော့ညွှန်ကြားတာပေါ့နော်။စစ်စစ်ကဘာကနေပြီးတော့တင်ပြနေမှာဆေးရုံမှာတဲ့လာပြီးတော့တရုတ်နိုင်ငံဆေးလာရောင်းကောင်းတယ်လို့ပြောအဲ့လိုလေးပြောတယ်လေ။ပြောရတာလည်းစနေလေးကိုသွားပြရမယ်တဲ့။အဲ့ဒါနဲ့ရွာကလူစုပြီးတော့ရောင်း၂၀တောက်ကိုလာကြတာ။မနေ့က၃နိုင်လောက်ထီကထားပြီးတော့မနေ့ကကားအစီးရတယ်တစ်စက်။အဲ့ကနေရတခါတင်ဆေးရုံတင်ဆေးရုံကနေတခါတစ်စက်ဒီလိုတခါကယ်လီနဲ့၂၀၀၀ဝေးငှားတာလို့ရအောင်လား။ ဒီတရုတ်သေကုသင်္ဘောလာရောက်သေကုသပေးတဲ့အစီအစဉ်မှာသေဝါကုသမှုခံယူသူတွေအတွက်အဆင်ပြေတာတွေရှိတယ်လို့အခက်ခဲမျိုးမျိုးနဲ့အဆင်မပြေတာတွေလည်းရှိတယ်လို့သေဝါကုသမှုလာရောက်ခံယူသူတွေအကြားမှာပြောဆိုတဲ့နေလည်းကြားရပါတယ်သေဝါကုသမှုလာရောက်ခံယူသူတဦးကတော့သူ့ရဲ့အမြင်ကို အခုလိုပြောပါလေဟိုကျွန်တော်တို့နဲ့ခက်ရှိပြေးနေတဲ့နိုင်ငံကြီးတနိုင်ငံကနေလာကုပေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ညှော်လင့်ရဲ့ရောင်ကြီးอ่ะဗောနော်ဟိုထိတိရောင်နဲ့နှွေးထွေးမှုလေးဟိုကြက်ကြန်နာတာရှိလိမ့်မယ်ဆိုကျွန်တော်တို့ကလာတာဒါပေမဲ့အထင်နဲ့အမြင်နဲ့ကြတော့ဒီမှာလာတဲ့အခါကျတော့တခြားစီဖြစ်နေပါတယ်ထိတိရောင်နဲ့ကုသပေးဖို့ဆိုတာကဟိုအစီအမံနဲ့ကြက်ကြန်နာနာနဲ့ဗောလေဟိုဘယ်လိုကောင်းလဲဆိုလို့ရှိရင်ပြည့်စုံနိုင်အောင်လုပ်ပေးရင်တော့ပြည်သူတွေအတွက်ထိရောက်တာဗောဗျာ ဆိုလိုချင်တာဟန်ပြယုံတက်တက်သေးနဲ့လူကြကောင်းယုံလေးတံမျိုးလာပြတယ်ဆိုတာကတော့ကျွန်တော်တို့အမြင်ရင်းအမြင်တော့သိပြီးတော့အလကားပဲထိအောင်မယ်လို့ကျွန်တော်မမြင်ပါဘူးဈေးရုံမှာတင်မောတိုက်ကတ်ထားတဲ့ဒီလောဝစိတ်ကတ်ဟာအလန်းဝေးလွန်းတာအပြင်သွာလာရေးခက်ခဲတာကြောင့်လက်တွေမှာကုသလူသူတွေအတွက် အခက်ခဲတွေရှိတယ်လို့လည်းကြားရပါတယ်ဒါအပြင်သတင်းမီဒီယာတွေအနေနဲ့လည်းတရုတ်သေးကူအဖွဲ့တင်မောပေါ်တက်ရောက်သတင်းယူနိုင်မှုအတွက် ရန်ကုန်ကတရုတ်တန်ရုံမှာကြိုတင်ခွင့်ပြုချက်တောင်းခံပြီးမှသာသတင်းယူခွင့်ရရှိတာဖြစ်ပါတယ်ခင်ဗျာမြန်မာအင်တာနက်ဘလော့ဂါအဖွဲ့9နှစ်ပြည့်ထိမ်းမှန်းတဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့်အသိပညာပေးဆွေးနွေးပွဲတရက်ကို ရန်ကုန် MICD ခန်းမမှာဒီကနေ့ကျင်းပပါတယ်ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ internet blogger တွေကလွတ်လပ်စွာပြောဆိုရေးသားခွင့်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်အားဖေတဲ့တော့ကိုကျော်စောဝင်းကတင်ပြထားပါတယ်ခင်ဗျာဒီနေ့ပွဲကျင်းပပြုလုပ်ရတဲ့အကြောင်းမြန်မာ blogger အဖွဲ့ဝင်တဦးဖြစ်တဲ့ကိုစောစောမျိုးတွင်ကအခုလိုရှင်းပြပါတယ်။အော်ကျွန်တော်ပြောတော့ရတဲ့ယူရတဲ့ကတော့အဓိကကတော့လူငယ်တွေနီးပညာပိုင်းဆိုင်ရာမှာရောလူကြီးပိုင်းဆိုင်ရာမှာရောကျွန်တော်တို့ပို့ပြီးတော့ တရားနဲ့တရားထိတွေ့ပုံများလာမယ်ပြောရတဲ့အခါမှာစုပေါင်းပြီးတော့လောက်ကန်နေပို့ပြီးတော့လောက်ရလာမယ်ဆိုတဲ့အားမျိုးလေးတွေတော့ရှိရတယ်ပြီးတော့လောလဆော်ရေးသားဖော်ပြပုံနဲ့ပိုင်ခွင့်ဆိုတဲ့အားမျိုးပေါ်မှာလူငယ်တွေအားလည်းကိုလွယ်မှားမှလည်းကျွန်တော်တို့ကစိုးတယ်ဒါကြောင့်မလို့ဒီအားလေးနဲ့ပတ်သက်ပြီးစိုးနေဖို့အတွက်ဒီပွဲလေးကိုကျွန်တော်လုပ်တာလွန်ခဲ့တဲ့2012ခုနှစ်စက်တင်ဘာလလောက်ကစပြီးမြန်မာနိုင်ငံမှာအင်တာနက် website တွေပိတ်ပင်တာတွေနည်းလာပြီးအင်တာနက်သုံးဆွဲမှုကလည်းတဖြည်းဖြည်းများလာခဲ့ပါတယ်တစ်ချိန်တည်းမှာလည်းလွတ်လပ်စွာ ြောဆိုရေးသားခွင့်ကိုလည်းအင်တာနက်သုံးစွဲသူတိုင်းရရှိနေကြပါတယ်။အဲ့ဒီလိုရရှိခဲ့တဲ့အခွင့်အရေးကိုတာဝန်ခံမှုတာဝန်ယူမှုရှိရှိနဲ့သုံးစွဲရမှာဖြစ်တယ်လို့ဒီနေ့ကျင်းပတဲ့မြန်မာဘလော့ဂါအဖွဲ့ဆွေးနွေးပွဲမှာအဓိကထားပြောဆိုခဲ့ကြပါတယ်။လူငယ်တွေအကြားအင်တာနက်သုံးစွဲမှုများလာတဲ့အတူအမုန်းတရားတွေပွားများစေမဲ့ပြောဆိုရေးသားပေါ်ထုတ်တာတွေရှောင်ကြဖို့အရေးကြီးလိုအပ်နေတယ်လို့ ြောကြပါဗျ။ကျွန်တော်တို့ freedom of expression လို့ခေါ်တယ်လွတ်လပ်စွာပြောဆိုခွင့်ကိုကျွန်တော်တို့တောင်းဆိုကြတယ်လေ။အဲ့တော့လွတ်လပ်စွာပြောဆိုခွင့်ကိုတောင်းတယ်ဆိုပေမဲ့ကိုကပြန်ပေးရတာလည်းရှိတယ်။ကိုပြန်ပေးရတော့ခုနကတာဝန်ယူအပိုင်းပေါ့။အထူးသဖြင့် blog ပေါ်မှာရေးပြီဆိုရင်တေချာတစ်ခုကတော့ကျွန်တော်တို့က editor ဆိုတာမရှိဘူး။မရှိတဲ့အခါကျတော့ကိုကိုရန် editor တို့လို့ဆိုအဲ့လိုမျိုးယူရတာရှိတယ်။နောက်ပြီးတော့ကိုရေးတဲ့စာပေါ်မှာကိုကိုရန်တာဝန်ယူရတယ်။ကျွန်တော်တို့မဂ္ဂဇင်းမှာစာရင်းရတယ်။မဂ္ဂဇင်းမှာစာရင်းမဂ္ဂဇင်းပေါ်မှာစာကို editor ကတာဝန်ယူတယ်။ အဲ blog ပေါ်မှာကျတော့ကိုကိုရိုင်းသိပြီနဲ့ area ဖြစ်ကြောင်လို့ကိုတောင်းမယ်ကိုယူပါရယ်ပေါ့အဲ့တော့အဓိကကတော့တခွန်းနဲ့ပြောမယ်ဆိုရင်တော့တောင်းယူမှုပါပဲကို blog ပေါ်မှာကိုပါတင်လဲကိုပါရှေးလဲကိုပါတွေပေါ်ပြလဲအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လောက်တောင်းဝင်ယူနိုင်လဲပေါ့အဲ့ဒီတောင်းဝင်ယူမှုလေးတခုကတော့အရေးကြီးဆုံးပေါ့တော်နေနေဆိုရင်မြန်မာနိုင်ငံဆိုရင်အများကြီးနောက်ကျခဲ့ပေါ့လေဒီမြန်မာနိုင်ငံမှာ connection တွေကောင်းတယ်ဟော freelance အလုပ်တွေလုပ်နေတယ်အဲဒီ ဟို freelance တွေလုပ်နေတဲ့ part time job တွေအများကြီးရှိရဲ ID နဲ့ပတ်သက်ပြီးတော့အလုပ်တွေအများကြီးရှိရဲဒါပေမဲ့မြန်မာနိုင်ငံမှာအခုမှ ID log ကအခုမှပဲမျက်လုံးဖွင့်လာတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်မြန်မာနိုင်ငံကဥပဒေအချို့ဟာလဲ ID နီးပညာနဲ့တင်းနှင်းသမားတွေအားလုံးကိုအဟံအတားဖြစ်စေတယ်လို့ ဘလော့ကာကိုနေဖုံးလက်ကပြောပါတယ်ဥပဒေတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့တိုင်းတာတခုတွေရင်းကာလာရင်းနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ကျွန်တော်တို့လွတ်လပ်မှုတခုတော့ရလာပြီလို့ပြောလို့ရတယ်ဆိုပေမဲ့ကျွန်တော်တို့အခု telecommunication law ဆိုတာလည်းအတီအတီပြုလိုက်ပြီပြီးရဲ့အခါမှာအာ electronic transaction အဲကျွန်တော်တို့2015နှစ်ချခဲ့တဲ့ electronic transaction app ဆိုရင်လည်းအခုချိန်ထိရှိနေတယ်မဟုတ်တော့တော့ပြင်ဖို့ဆင်ဖို့စူးစမ်းနေကြတာပေါ့နော်အဲ့တော့နောက်ပိုင်းလဲကျွန်တော်တို့နီးပညာနဲ့ပတ်သက်တဲ့ဥပဒေတွေထပ်ပြီးတော့ထွက်လာအောင်ပါအဲ့တော့ဒီလိုဥပဒေတွေရေးဆွဲတဲ့အခါမှာထွက်လာတဲ့အခါမှာဒီလိုဥပဒေတွေဟာတစ်ဖက်ကလွတ်လပ်စွာ ဖွင့်ဖွင့်ထုတ်ဖော်ပြောဆိုခွင့်ပေါ့နော်ဒီလိုဟာတွေကိုမထိခိုက်စေတဲ့ဥပဒေမျိုးတွေနော်တစ်ဖက်ကကြတော့လည်းအရန်လွတ်လပ်လွန်ပြီးတော့ပြည်သူတွေတကယ်ဒီနီးပညာကြောင့်မကောင်းမှုကျွမ်းတဲ့လူတွေထံကိုခံရနိုင်တဲ့ပြည်သူတွေကိုအကာအကွယ်ပေးနိုင်တဲ့ဥပဒေမျိုးပေါ့နော်အဲ့လိုဥပဒေမျိုးတွေဖြစ်ဖို့လိုတယ်အဲ့လိုဥပဒေမျိုးတွေဖြစ်လာဖို့တကယ်ကိုခိုင်မာပြီးတော့ဂျုံကြီးစိတ်ချရတဲ့နီးပညာဆိုင်ရာဥပဒေတွေထွက်လာဖို့ကြတော့လည်းပဲကျွန်တော်တို့အစိုးရမှာတာဝန်ရှိတယ်လွှတ်တော်မှာတာဝန်ရှိတယ်လို့ပဲကျွန်တော်တို့နီးပညာပိုင်းကသူတွေအားလုံးမှာလည်းတာဝန်ရှိရလို့ကျွန်တော်မြင် ဒီနေ့ဆွေးနွေးပွဲကို ID ပညာရှင်9ဦးလောက်ကအဓိကထားဆွေးနွေးခဲ့ကြပြီးမိပညာကိုစိတ်ဝင်စားတဲ့လူငယ်100ကျော်လောက်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။ ရန်ကုန်မင်္ဂလာတို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေမြို့တော်ကိုပြေးဆွဲမဲ့ Airport Shuttle အငှားကားဝန်ဆောင်မှုလုပ်ငန်းကိုစက်တင်ဘာ၁ရက်နေ့ဒီမနေ့ကပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီတစ်ခုကစတင်ခဲ့ပါတယ်။လက်ရှိပြေးဆွဲနေတဲ့အငှားရင်တက္ဆီဝန်ဆောင်မှုလုပ်ငန်းတွေသဘောမကျဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ဒီအကြောင်းအသေးစိတ်ကိုကျွန်တော်တို့ RF တင်တာကိုတီးယာထုံးကတင်ပြထားပါတယ်ခင်ဗျာ။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာအငှားရင်ဝန်ဆောင်မှုပေးနေတဲ့ပါရမီနဲ့ရွှေပြန်လွှားကုမ္ပဏီတွေအပြင်တက္ဆီသမားတွေစုပေါင်းဖွဲ့စည်းထားတဲ့ အားသားလို့ခေါ်တဲ့အဖွဲလဲရှိတာကြောင့်စုစုပေါင်းအဖွဲ၃ဖွဲ့ရှိနေတာပါခုလစတေမာလတရက်နေ့ကစတင်ပြီး WGN Airport Shuttle Company ကအငှားရင်ဝန်ဆောင်မှုလုပ်ငန်းကိုဈေးပေါပေါနဲ့စတင်လိုက်တဲ့အတွက်တခြားတက်စီတွေကမကျေနပ်ကြပါဘူး WGN Airport Shuttle Company အထွေထွေမန်နေဂျာဦးကျော်ကျော်ကသူတို့အငှားရင်ဝန်ဆောင်မှုလုပ်ငန်းထူထောင်ဖြစ်ပုံကိုအခုလိုပြောပါတယ်ကျွန်တော်ဒီလိုဓာတ်ရည်ဒီစနစ်တကျနဲ့ benefit ကောင်းကောင်းနဲ့ safety နေထားတဲ့ဈေးနှုန်းဒေတာတွေကိုတက်တော့တက်တာတဲ့ကောင်းလို့လာဖို့ကျောင်းဆင်းမြေနေနေတဲ့ကျွန်တော်တောင်းဆန်းဒီလုပ်ငန်းကိုစတော့တော့ကြိုက်ကြည့်ဖြစ်ပါခုအစ်တဖွင့်လိုက်တဲ့ကုမ္ပဏီကလေစိတ်ကနေစူးလေမျိုးတဲ့အထိနိုင်ငံခြားသားခီးတဲ့တူကိုအမေရိကန်5ဒေါ်လာမြန်မာလူမျိုးတွေအတွက်တူ3500ကျပ်နှုန်းနဲ့ပြေးဆွဲသွားမယ်လို့သိရပါဗျ။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်မှာ ခီးတဲ့ပို့ဆောင်ရေးလုပ်ငန်းအတွက်နေ့စဉ်အလှည့်ကျပြည့်စွဲနေတဲ့အငှားရင်300နီးပါးရှိနေပါတယ်။ခီးတဲ့ဆိုက်ရောက်မှုနဲ့အငှားရင်အခြေအတွက်မှာအငှားရင်ကပိုများနေတယ်လို့ဖြစ်နေတာကြောင့်နောက်ထပ်ကုမ္ပဏီတက်တစ်ခုပေါ်ပေါက်လာတာဟာအရင်ကရှိတဲ့ကုမ္ပဏီတွေအတွက်ခီးတဲ့ရရှိမှုမှာအခက်အခဲတွေဖြစ်လာနိုင်တယ်လို့အားသားလို့ခေါ်တဲ့အငှားရင်အဖွဲ့ကကိုစောချင်းကပြောပါတယ်။အားလုံးပေါင်း3ဘွဲ့ရှိတယ်။အဲ့3ဘွဲ့ကတိုက်စီဆွဲတဲ့အခါမှာအလှည့်ကျစနစ်နဲ့ကျွန်တော်တို့ဆွဲရတယ်။အဲ့လိုဆွဲရတာတော့မှကျွန်တော်တို့တွေကဒီမှာအဆင်မပြေဘူး။ ဆွဲရတာခကြီးတွေအလှနဲ့အလှနဲ့ထွက်နေရတယ်လုံးဝအဆင်မပြေဘူးအဲ့လိုအဆင်မပြေရတဲ့ကြားထဲမှာမှနောက်ထပ်ဒီလိုရှတ်တာဆိုတဲ့အဖွဲတစ်ဖွဲကထပ်ပြီးပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှေ့လျှောက်ကဘယ်လိုစဉ်းစားမှန်းတော့မသိဘူးဖြစ်နေတယ်အခုရင်မောင်းနေအားလုံးရဲ့ခံစားချက်တွေကလည်းဘယ်လိုဖြစ်နေလဲဆိုဒီလိုအဆင်မပြေရတဲ့ကြားထဲမှာမှဒီလိုတစ်ဖွဲပေါ်လာမယ်ဆိုအကုန်လုံးကခံစားချက်တွေအကုန်လုံးကသူတော့သူတော့တွေနဲ့ဘာတွေလဲဘယ်လိုတွေဝင်လာလဲအဲ့ဒါတွေကဖြစ်နေတယ်မြန်မာနိုင်ငံဟာနိုင်ငံခြားယင်းနှမြုံနယ်မှုနဲ့ကမ္ဘာလက်ခီးသွွားတွေလဲပတ်ဖို့ ခွန်းလန်းများတာကြောင့်လေးစိတ်ကအငားရင်သမားတွေရေရှည်ရက်ဒီရေစိုးရင်စရာမရှိဘူးလို့ခုအစ်စ်ဖွင့်လိုက်တဲ့ YGN ကုမ္ပဏီအထွေထွေမန်နေဂျာဦးကျော်ကျော်ကအခုလိုပြောပါတယ်။ကျွန်တော်လိုရေကားသမားတွေကလိုချာတာကိုဆွဲတာ။ဟုတ်လား။ကျွန်တော်လာစားနေတဲ့လူတယောက်က3500တဲ့သူခိုက်တယ်3500တဲ့သူ။ဟုတ်လား။ဖရနောက်ပြီးမှ8000တွေပဲယူရဲရောက်ပဲဆိုရင်သူ3500တဲ့ရှားနေတဲ့တွဲပြီးစီးသွားပြီးတော့ဟာယူရဲရောက်တဲ့ဆိုရင်သူတဲဆက်ချာတယ်။ လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေမြို့ရင်းခီးစဉ်တစ်ခေါက်အတွက်လေဆိပ်ကတရားဝင်တက်မှတ်ထားတဲ့နှုံထားကတူးကိုကျက်9000ဖြစ်ပါတယ်အခုလိုကွန်မြူနတီတစ်ခုကတစ်ခေါက်ကိုကျက်3500နှုံနဲ့ယူလာဖြစ်တဲ့အတွက်အရင်ကပြေးဆွဲနေသူတွေအတွက်ဈေးပြိုင်စနစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပေမဲ့ခီးသွားတွေအတွက်တော့ဈေးတစ်ဝက်လောက်တက်တာတဲ့နှုံနဲ့သွားလာနိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာ ခုဆက်ပြီးတော့သတင်းပေးပို့ချက်တစ်ခုကိုပြန်ပြီးတော့ထုတ်လွှင့်ပေးပါဦးမယ်ခင်ဗျာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနယ်စပ်ကြားကပေမင်းတမန်မြေထားလန်းဟာထိုင်းဘက်မှာပြုပြင်ထိန်းသိမ်းမှုတွေနဲ့စီကားလှပေမဲ့မြန်မာဘက်ချမ်းမှာတော့ထိန်းသိမ်းမှုမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ RFA သတင်းတော့ကိုမျိုးစောကိုဆူဆီတင်ပြထားပါတယ်ခင်ဗျာထိုင်းအာဏာပိုင်တွေကပေမင်းတမန်မြေထားလန်းဖောက်လို့ရမှာတည်ဆုံးခဲ့ရတဲ့ထိုင်းနိုင်ငံသားတွေရဲ့အယိုးအိုးတွေကို ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတန်ဖြူစရက်မြို့မှာစစ်သင်းကြီးတွေဆောက်လို့မြှုပ်နှံခဲ့ပြီးသူတို့ဘက်ကယထာလမ်းပိုင်းကိုတမိုင်းအမွေအနှစ်ဖြစ်ထိန်းသိမ်းခဲ့ကာကဘာလက်ခီးသွားတွေကိုဆွဲဆောင်ခဲ့ပါတယ်မန္တလေးတန်ဖြူစရမြို့နားမှာရှိတဲ့ တင်မင်းတမန်မြည်ရထားလမ်းပိုင်းကတော့ယခုချိန်ထိပြင်ဆင်ထိမ့်သိမ်းမှုမရှိဘဲတဖြည်းဖြည်းနဲ့ပျက်စီးယွယွင်းနေတယ်လို့ဒေတာကန်တွေကဆိုပါတယ်ဂျပန်ကဒီသူ့ရဲ့ဟိုမဟာအာရှတင်မန်ကြီးဆိုရင်ဆောက်ထားတဲ့လမ်းဖြစ်တယ်ဖြစ်ပေမဲ့လို့ဗမာပြည်မှာရှိတဲ့ဒီနယ်မြေပေါ့နော်အထက်ဗမာတပီလုံးကဆွေးတက်နေဆွေးလာပြီးတော့ဆွေးသက်သားပေါင်းများစွာဗမာပြည်သူပြည်သားပေါင်းများစွာသိန်းကျော်ထိသက်ဆွန့်ပြီးတော့ဟို ောက်ခဲ့တဲ့ရထားလိုင်းကြီးဒါဗမာပြန်ဆပြီးတော့မှရိုးရဲအောင်ဖောက်သွားတာအဲ့တော့ရိုးရဲအောင်လို့အစွန်ပြားမှရှိတဲ့လူကဒီကံလို့ဟာမျိုးပြေစာလုပ်ထားတယ်ဒီမှာတကယ်တမ်းတက်သွေးချွေးနဲ့ပေါ့နော်မဟာမိတ်တွေရောဗမာပြည်သားတွေရဲ့တက်တဲ့ပြုထားတဲ့နေရာအစ်အမှန်နေရာကြီးကအခုကကပိကင်းင်းနဲ့အမိုက်ပုံသားတာပဲဖြစ်ပြီးလို့လုပ်ထားတာကြီးကိုအကိုတို့လို့ဒီမျိုးမျိုးမှဒီမျိုးကံနေနေကြတော့ကြိုက်ဘူးပေါ့နော်ဒုတိယကမ္ဘာစစ်အတွင်းကမွန်ပြည်နယ်တန်ဖြူစရဲမြို့ကနေထိုင်းနိုင်ငံဘန်ပေါင်မြို့ကိုဆက်သွယ်ထားတဲ့ မိုင်မောင်း190ကျော်ရှိတဲ့သိမင်းတမန်မီးရထားလန်းကိုဂျပန်တပ်တွေကမြန်မာနဲ့ထိုင်းနိုင်ငံသားတွေအပါဝင်မဟာမိတ်ချွေးထက်အင်အားတသိန်းကျော်သုံးပြီးဖောက်လုပ်ခဲ့တာပါအဲ့ဒီချိန်ကအရှိတောင်အရှမှာနာမည်ဆိုးနဲ့ကြော်ကြခဲ့တဲ့သိမင်းတမန်မီးရထားလန်းဖောက်လို့ရမှာချွေးတက်သား9000ကျော်လောက်တည်ဆုံးခဲ့ရတယ်လို့သိရပါတယ်အဲ့လိုတည်ဆုံးခဲ့ရတဲ့ချွေးတက်သားတွေထဲမှာထိုင်းနဲ့မြန်မာနိုင်ငံသားတွေအများဆုံးပါဝင်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ် ကဘာမှာတမိုင်းဝင်ခဲ့တဲ့တင်မင်းတမန်မီယက်ထားလန်းကိုပြင်ဆင်ကမွန်ဖီနယ်တန်ဖြူစင်ရဲ့မြို့ကိုခီးသွွားတွေအတွက်ဆွဲဆောင်လာနိုင်တဲ့နေရာတစ်ခုဖြစ်အောင်ပြုပြင်သင့်တယ်လို့တန်ဖြူစင်ရဲ့မြို့ကကိုမင်းလက်ကပြောပါတယ်ဒီနေရာကတမိုင်းမှာပေါ့နော်တကယ်လည်းတမယ်ကြီးခဲ့တဲ့နေရာပေါ့နော်ဒီလပေါင်း30အတွင်းမှာတလောက်ရှိတဲ့အာရှိတဲ့နိုင်ငံကူးတဲ့ရထားလမ်းကိုဖောက်လုပ်ခဲ့တယ် တကယ်လည်းလူတွေမြောက်များပေါ့နော်ဒီနေရာမှာအသက်ဆုံးရှုံးနေတယ်နိုင်ငံတကာကစစ်ပုတ်ပန်းနေရောမြန်မာနိုင်ငံကဒီဒီအတင်းချွေးတက်ဆွဲခံပြီးတော့ဒီလောက်အပီခိုင်းခံရတယ်လူတွေရောတည်ဆုံးခဲ့တဲ့နေရာပေါ့နော်နာမည်ကောင်းလဲချုပ်ကြရတာမျိုးတော့မဟုတ်ဘူးသို့တော်သမိုင်းကဒါဖြစ်မှန်နေဖြစ်မှန်ပဲတော့ဒီနေရာကိုအမှတ်တရတော့တည်တည်ဆဲဆဲထိမ့်သိမ်းနှားဖို့တော့ကောင်းတယ်အဲ့လိုမျိုးထည့်တယ်ပေါ့တမ်းဖြူစီယမ်မြို့ခံတွေကတော့မြန်မာနိုင်ငံဘက်ကရထားလမ်းပိုင်းကို တမိုင်းအမွေအနှစ်ဖြစ်ပြုပြင်ထိန်းသိမ်းပြီးကဘာလက်ခီးသွွားတွေကိုကြီးစုနိုင်တဲ့နေရာအဖြစ်ထားရှိလိုကြပါတယ်ခင်ဗျာအခုဆက်ပြီးတော့ကချင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါဦးမယ်ခင်ဗျာခုလသမကအတွင်းမှုကျုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာသူကိုစလဲမစ္စတာ BJ နံပီယာရဲ့လိုင်ဇာခီးစင်နဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံက KIO ကိုမေးမြန်းထားတဲ့အကြောင်းနဲ့ချီးပွေးနယ်မြေအတွင်းမှာ KIO ပြည်သူစစ်နဲ့အစိုးရပြည်သူစစ်တွေတိုက်ပွဲဖြစ်နေတဲ့အကြောင်းသတင်းတွေကိုမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာ မြန်မုန်ကေဆေငိုင် UN မုန်ကန်ဝန်ဖုံဖုံငါလက်ဆန်ဒက္ဆာဆလန်ဝီဂျေနမ်ဘီယာအောက်ကတ်ခုမ်ဆာယက်ရှနီဝန်ဖုံမန်ဒချန်လတ်ဖုံ KIO ကင်ဂျိုလိုက်ဇာတဲ့ဆာဒူအိုင်လမ်ဇာမြေဝဆူယကော KIO ဖက်မဘင်ဆန်တနိုင်လမ်ဂျေလူဝိုင်ဂျီနာကောနာလိုက်ဇာတဲ့ဒူလုံဝိုင်ဆလန်နမ်ဘီယာကောမြန်ဆူယကောနာလိုက်ဇာကောငါနာခင်ကုမဆုမ်အခန်းကျော်ဒါယလမန် KIO နမ်ဘောနီတဲ့ခုမ်စကနာလိုက်ဇာဂရုပယင်ဖျင်းယန်တပောင်နီတဲ့မုံဆာဒူကွမ်ကောဒါဆိုင်ရဲ မိဘဆူရကောဂျွန်ဖော့ဖျင်းယန်နီတိနာမုန်တန်ကတာတဲ့ရှင်ဘီငါနာဆပ်ကော့အခန်းဂျိုအိုင်ရှန်ဂါရှီယာလမုန်ဂါဂျရစ်ခွန်နာမုန်တန်ကတကဖျင်းယန်ဂရုမ်တုမ်ရှန်ဝါနာဖေမုံပတ်ခုမ်တနိုင်ရေပိုင်နာမိဝကောမြန်ဆူရတဲ့ကေယောဘုံဘန်ဖုံထမုံစနာအမေရိကန်တဲ့ဥရောပဒါနဆူရနေချန်လွန်ဂျန်ရှီနလမ်နာလမ်စွန်တနိုင်ရေဩဂတ်ရှိစနညကောနာမိုက်ခါစင်ဘရော့ခရန်ချဖွေကန်ရာသာ

야 yeah, BGF 지르신답 근나타 nganga sago dudo sekolam ni pinga na re nganna yangung go nga is khong ding yin dejon sunai re o oh, sangwa miwa uh, ờ anh kia sang cái sát băng qua mới cho pin qua qua rồi tim kinh doanh sinh thêm lên băng qua kinh ra để lùng ngoài riêng cho kia ye tập ni đông có nản riêng lắm lấy ra kinh doanh của sun ngài riêng ဒီညတော့အားလုံးပြည်သူများညာစီစဉ်နေတဲ့ဒီမှာပဲပြီးဆုံးပါပြီခင်ဗျာကြီးစုကြတဲ့ပြည်သူအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ